မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်ဒလဒဒနောက်ဆုံးအဆင့်ကို Japan Main Online လာကြည့်ဖို့ရှိလို့ဆိုပြီးမြေကူးတံပန်စိတ်တွေအားလုံးပိတ်ပင်ခဲ့တဲ့အပြင်မြေအတွက်စစ်တင်းဘော်တွေပါကင်းလဲခဲ့ရုံနဲ့မကဒလမြို့နယ်နဲ့ရန်ကုန်မြို့စိတ်ကမ်းဝင်းကျင်တစ်ခုလုံးကိုပါစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ခဲ့ပြန်တယ်ဆိုပါတယ် ကချင်ပြည်နယ်ကဗမော်မြို့တွင်းမှာရှိတဲ့အချက်ပတ်စစ်တပ်တပ်ဆွဲထားရနေရာ၅ခုထပ်မင်းကို GIA ပူပေါင်းတပ်တွေကပြန်လည်တက်ခိုက်သိမ်းပတ်လိုက်ပြီးစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တလတတာနောက်ဆုံးအဆင့်ကိုအကျန်းဖက်မင်းအွန်လိုင်းလာကြည့်ဖို့ရှိလို့ဆိုပြီးမြေကူတံမှန်စိတ်တွေအားလုံးပိတ်ပင်ခဲ့တဲ့အပြင် မြစ်အတွင်းစစ်တင်းဘော်တွေပါကင်းလှဲ့ခဲ့ရုံနဲ့မကဒလမြို့နယ်နဲ့ရန်ကုန်မြို့စိတ်ကဲဝင်းကျင်တခုလုံးကိုပါစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ခဲ့ပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အော်တိုဘားလ9ရက်နေ့ဖြစ်တဲ့မနေ့ကည7နာရီလောက်ကတည်းကရန်ကုန်ဒလမြစ်ကူးတမ်းမန်စိတ်တွေအားလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ပြီးရန်ကုန်မြစ်အတွင်းမှာလည်းစစ်တင်းဘော်တချို့ပါကင်းလှဲ့ခဲ့တဲ့အပြင်ဒလမြို့ပေါ်နဲ့မြို့နယ်အတွင်းတွေမှာလေစစ်တပ်ကတဆွဲဓာတ်တွေကင်းလက်ဓာတ်တွေလုတ်ခဲ့ရုံနဲ့မကဘာ ရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းမှာပါစစ်ကားတချို့နဲ့လှည့်လည်ကင်းလိုက်ခဲ့ပြီးလုံကြုံရေးတွေအထက်ထက်တင်းကျပ်ခဲ့တယ်ဆိုပါလေအကြောင်းပြချက်ကတော့ရန်ကုန်ဒလတဒါနောက်ဆုံးအဆင့်ကိုအချမ်းဖက်မင်းအောင်လိုက်လာကြည့်ဖို့ရှိလို့ဆိုပြီးပြောခဲ့တယ်လို့ဒီကနေ့အော်တိုဘာလ10ရက်နေ့မနက်10:00နာရီခွဲလောက်မှာတော့လေစိတ်တွင်းနဲ့လမ်းတွေပိတ်ထားတာကိုစစ်တပ်ကပြန်လည်ဖွင့်ပေးခဲ့တယ်လို့လည်းရန်ကုန်မြို့ကန်တွေကပြောထားပြီးအဲ့ဒီဒလတဒါကိုမင်းအောင်လိုက်လာဖို့စီစဉ်နေတာစက်တင်ဘာလကတည်းကဖြစ်ပြီးတော့အဲ့ဒီဒါကိုအခုနှစ်ကုန်ပိုင်းမှာဖွင့်လို့ရအောင် တွန်းလုတ်ခိုင်းထားတယ်လို့လည်းစစ်တပ်သတင်းအရေးမြစ်ကပြောထားပါသေးတယ်။အဲ့လိုပဲအကြက်ဖက်မင်းအွန်လိုင်းဟာသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ကြီးတွေကိုတွားရင်တော့တာမန်ထက်ပို့ပြီးလုံခြုံရေးတွေနေရာတိုက်အထက်ထက်တင်းကျပ်ပြီးမှတွားရဲသလိုအနည်းစဆုံးဖြစ်တဲ့ပြီးခဲ့တဲ့အော်တိုဘာလ၄ရက်နေ့တုန်းကလည်းအကြက်ဖက်မင်းအွန်လိုင်းဟာမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ဘွဲကိုတက်တဲ့အချိန်ဘွဲကိုလာမဲ့သူတွေကိုဖုန်းမယူရအိတ်မသေးရထီမယူရအုတ်ထုတ်မဆောင်ရ ဆိုင်ကင်နဲ့ကားတွေမဝင်ရမရက်ရဆိုတဲ့တာမြင့်မှုတွေအပါဝင် drone ဖြတ်ချတဲ့ကားတွေနဲ့ပါလုံကြုံရေးတွေအထူးတင်းကျပ်ခဲ့ပြီးမှပွဲကိုတက်ရောက်ခဲ့တာဖြစ်တယ်လို့ဒီလိုအခြေအနေတွေကိုကြည်ချင်းအဖြစ်အကျန့်ဖတ်မင်းအောင်လိုက်ဟာတိုင်းပြည်ရဲ့အာဏာကိုမတရားသိမ်းပိုက်ထားပြီးခေါင်းဆောင်လုပ်နေပြီမဲ့သူ့ကိုယ်သူလဲပြည်သူတွေကြားမှာလွတ်လွတ်လပ်လပ်မသွားရဲပဲအမြဲတစေစိုးရင်ကြောက်လန့်နေရတဲ့အခြေအနေကိုမြင်တွေ့နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့ ကချင်းပြည်နယ်ကမမော်မြို့တွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားရနေရ၅ခုထက်မနည်းကို KIA ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့ KIA ရှီတန်းသတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါနဲ့ပတ်သက်ပြီး KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကလည်းလက်ရှိမမော်မြို့ကစစ်တပ်စခန်းတချို့ကို KIA ပူးပေါင်းတပ်တွေကပြန်လည်သိမ်းပိုက်ထားပြီးစစ်တပ်ဘက်ကထေတဲ့သူတွေများနေတဲ့အကြောင်းကိုပါရန်ကုန်ခေတ္တကိုအတိအပြုပြောထားပါသေးတယ်။ အခုတခါ KNA ရှေ့တန်းသတင်းရင်းမြစ်ကလည်းဗမော်မျိုးတွင်းကအချက်ဖတ်စစ်တပ်တဆွဲထရနေရ9ခုထပ်မနေကိုအော်တိုပါလာ9ရက်နေနဲ့10ရက်နေတွင်မှာပဲ KNA ပူပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့အကြောင်းနဲ့စစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဖြစ်တဲ့အကြောင်းရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်။လက်ရှိ KNA ပူပေါင်းတပ်တွေပြန်လည်သိမ်းပိုက်လိုက်တဲ့ဗမော်မျိုးကစစ်တပ်စခန်းတွေဟာခလာရ40ခုတရင်နာကကာကင်းစခန်းတွေနဲ့နှစ်မိုင်နဲ့အရှိသားစီခောက်ကွင်းအနားမှာရှိတဲ့စစ်တပ်ရဲ့ခြေကုပ်ကင်းစခန်း၃ခုဖြစ်တယ်လို့ပြောထားတဲ့အပြင် အဲ့ဒီတိုက်ပွဲတွေတဲကနေလက်နက်ခဲယမ်းတွေကိုလည်းတော်လိုင်းတက်တွေကတင်းစီရရှိထားသေးတယ်လို့ KIA ရှေ့တန်းတရင်ရင်ကပြောပါတယ်လက်ရှိဗမော်မြို့တွင်းတိုက်ပွဲတွေမှာ KIA ပူးပေါင်းတက်တွေကစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့တိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေပြီစစ်တပ်ဘက်ကတော့သူတို့ရဲ့ထုံးစံအတိုင်းဗမော်မြို့ကိုသူတို့စစ်တပ်ကအသာစီးနဲ့စိုးမိုးနိုင်ပြီလို့လိန်လေဝါရပြန့်တင်းတွေထုတ်ပြန်နေပြီမဲ့လက်တွေမှာတော့အခုအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့နှစ်ရက်ထဲမှာတည်း ဗမော်မြို့တွင်းကသူတို့စစ်တပ်တဆွဲထားရာစခန်း၅ခုထပ်မနေကို GIA ပူးပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်လိုက်ပြီးအဲ့ဒီတဆွဲထားတဲ့နေရာတွေကစစ်သားတွေဟာသူတို့အခြေပြုထားတဲ့တရင်ဌာနချုပ်ဘက်ကိုပြန်ဆုတ်ပြေးသွားကြတဲ့အတွက်ဗမော်မြို့တွင်းနေရာအများစုမှာဒေါ်လန်ရေးတပ်တွေကသာစိုးမိုးထားတဲ့အခြေအနေနဲ့စစ်တပ်ကိုတံမြန်ထိုးစစ်ဆင်နေပြီလို့ GIA ရှီတန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာလည်း ကချင်းပြည်နယ်ဖားကံမြို့အရှိဘက်ကိုအကြမ်းဖက်စစ်တပ်ကထပ်မစစ်ကြောင်းထိုးလာပြန်တဲ့အတွက် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကအထိနာနေပြန်တယ်လို့လေကြောင်းပစ်ကူတွေပါဘေးနေရပြန်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ကစ်တီကိုပြောပါတယ်။ဒါကတော့ဒီကနေ့အောက်တိုဘာလ10ရက်နေ့မနက်ပိုင်းမှာပဲဖားကံမြို့နယ်အရှိဘက်ကမလန်းကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကထပ်မစစ်ကြောင်းထိုးလာပြန်တဲ့အတွက် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်း GNP ရဲ့ပူပေါင်းတက်တွေကအချက်ဖက်စစ်တပ်စစ်ကြောင်းတကြောင်းလုံးကိုပိတ်ဆို့တိုက်ခိုက်ချင်းမုံနေရမှာစစ်တပ်ကတော်တော်ကိုအထိနာနေတဲ့အတွက်ဝိုင်းတွဲလီရင်နဲ့လာပြီးဘုံဒီအလုံး40ကျော်ပစ်ချပြီးတော့ပစ်ကူတွေပေးနေရတဲ့အခြေအနေဖြစ်နေပြန်တယ်လို့ GIAC ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိဖက်ကန်မြို့နယ်ရောက်နေတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းတွေဟာ GIA ပူပေါင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းသွားထိုးလိုက်သူတို့စစ်တပ်ကပဲအထိနာပြီးပြန်ဆုတ်ပြေးသွားလိုက်တဲ့လုံနေရမှာအခုတခါလဲထပ်ပြီးစစ်ကြောင်းထိုးလာပြန်တယ်လို့ ဒီဒီချိန်လဲသူတို့စစ်တပ်ဘက်ကပဲအထိနာနေပြန်တဲ့အတွက်လေကြောင်းပစ်ကူတွေပါအသည်အတန်းပေးနေရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ KIA စီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ပကိုးတိုင်းကပြည်မြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပူစော်တီခေါင်းဆောင်လှမြင့်ဆိုသူကိုတော်လန့်ရစ်တပ်တွေကအရှင်ဖမ်းဆီးရမိပြီမယ်။ခူကန်ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာပွဲချင်းပြီးကိုတိတ်သွားပြီလို့ PKIP ဒီရဲ့တရင်တာဝန်ခံ Raster ကရန်ကုန်ခေတ်တွေကိုပျော်ပါလေဒါကတော့အော်တိုဘာလ6ရက်နေ့ကပဲပြည်မြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ခွေးရဲချေးရွာကပြူစော်တီကောင်းဆောင်လှမြင့်ဆိုသူကိုဒေါ်လန်ရဲ့ရဲဘော်တွေကဝင်းတင်စိတ်ချေးရွာအနီးမှာအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုဖမ်းဆီးရမိပြီးတဲ့နောက်ပြူစော်တီကောင်းဆောင်လှမြင့်ကိုဒေါ်လန်ရဲ့ရဲဘော်တွေကစစ်စေးမေးမြန်းဖို့အတွက်ခေါ်လာတဲ့အချိန်မှာပဲလမ်းခုလက်မှာဒေါ်လန်ရဲ့ရဲဘော်တွေကိုခုခံပြီးထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးလိုက်ရမှာ ူစော်တီကောင်းဆောင်လှမြင့်ဟာနေရမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပူစော်တီလှမြင့်စီကနေခဲသီးထည့်ပြီးပြစ်ခတ်ရတဲ့ပစ္စတိုတနက်တလက်နဲ့ဆိုင်ကယ်အပြင်ဖုန်းတစ်လုံးကိုပါတင်းစီရရှိခဲ့တယ်လို့ဆိုပါလေအဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့ပူစော်တီကောင်းဆောင်လှမြင့်ဆိုသူဟာပေါင်းတလေမြောက်ချမ်းရဲ့ပူစော်တီကောင်းဆောင်ဖြစ်ပြီးစစ်တပ်အမာခံထောက်ခံသူဖြစ်တယ်လို့ကြေရွာတွေကလူငယ်တွေကိုလည်းစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုပို့နေတဲ့သူဖြစ်တဲ့အပြင် လက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုပါအာဂျိုမန်တက်လိုက်ပါလှုပ်ဆောင်နေုံနဲ့မကပြူစော်ဒီအဖွဲ့တွေပါဖွဲ့ပြီးပြည်သူတွေကိုစစ်တပ်အားကိုးနဲ့နှီးပေါင်းဆုံးဖိနှိပ်အနိုင်ကျင့်နေသူဖြစ်တယ်လို့အခုတော့သိပြီလို့ပြည်ခရိုင် PDF တရင်တာဝန်ခံ Raster ကပြောထားပါလိမ့်လက်ရှိဘကိုးတိုင်းပြည်မြို့နယ်ဒဲကစစ်တပ်ဒေါက်တိုင်အုပ်ချုပ်ရေမှုတွေပြူစော်ဒီတွေနဲ့အပေါင်းပါလက်ပါစစ်တွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ အခုပြူစောတိခေါင်းဆောင်လှမြင့်ဆိုသူလိုပဲရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့ပြီးခရိုင်ပြည်တည်ရင်တာဝန်ခံရက်စတာကအသိပေးထားပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်ကမြို့သားစည်းမြောက်ဘက်တောင်မှာပြူရီစီကနေစကြေးကောက်နေတဲ့အချက်ဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကိုဒေါ်လာရင်းတပ်တွေကဝင်ရောက်တတ်ခိုက်မှုအတွေ့စစ်တပ်ဘက်က၃ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်၂ဦးကပြင်းထန်ဒဏ်ရာရသွားတယ်လို့ငဇုံ Special Task Force ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့အော်တိုဘလရှိယနီကပဲငစုံမြို့နဲ့မြို့သားဈေးမြောက်ဘက်တောင်မှာပြည်သူတွေနဲ့လမ်းသွားလမ်းလာခီးသွားကားရီစီကနေပါဆက်ချေးကောက်နေတဲ့အကျန်းဖက်စစ်တပ်ဖွဲ့ဝင်တွေကိုဒေါ်လာဟင်းတပ်တွေကဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်က၃ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကဒဏ်ရာရရသွားပြီးဗီဒီယိုထဲမှာလည်းစစ်သားတွေပစ်ခတ်မှုတွေကြားသွေးယူသွေးတဲ့ထွက်ပြေးနေတာကိုလည်းမြင်တွေ့နေရတယ်လို့ ငဇော special task force ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အချင်းဖက်စစ်တပ်က6မြို့နယ်ဝမ်တွင်းမြို့နယ်တွေမှာစစ်မှုန်တဲ့အပတ်စဉ်18အတွက်လူငယ်25ဦးနှိပါကိုပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်ဒါကတော့အော်တိုဘာလ6ရက်နေ့ကနေ10ရက်နေ့အတွင်းမှာပဲမကွေးတိုင်း6မြို့ဘောကရက်ကွက်တွေတဲကိုအချင်းဖက်စစ်တပ်ကညာပိုင်းအခြေအနေတွေလာပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေရမှာ 3ရက်အတွင်းမှာလူငယ်အယောက်20ဝန်းကျင်ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုတည်ထားရတယ်လို့6မျိုးနဲ့ PDF ရဲ့တာဝန်ခံ Phoenix ကပြောထားပါတယ်။အဲ့ဒီလို6မျိုးဘော်မာတင်အချက်ဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရတဲ့လူငယ်တွေဟာအလို့သမားတွေနဲ့ကျောင်းသားတွေဖြစ်တယ်လို့သိရပြီးအကုန်လုံးဟာအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိအဲ့ဒီ6မျိုးမှာရှိတဲ့အချက်ဖက်စစ်တပ်ဟာမြို့ပြင်ကဂျေရွာရီဘက်ကိုတိတ်မလာရဲတော့တဲ့အတွက် သူတို့တဆွဲထားတဲ့၆မြို့ပေါ်မှာကိုပေါ်တာဆွဲတာတွေလုပ်နေတာဖြစ်ပြီးတချို့ဖန်စီခံရတဲ့လူငယ်တွေလည်းငွေနဲ့လိုက်ရွေးတာတွေရှိသလိုငွေမပေးနိုင်တဲ့လူငယ်တွေကတော့စစ်တပ်ရဲ့ပေါ်တာဆွဲတာကိုခံရတဲ့သဘောပါပဲလို့၆မြို့နယ် PDF ရဲ့တာဝန်ခံ Phoenix ကရှင်းပြထားပါတယ်။အလားတူမန္တလေးတိုင်းကဝမ်တွင်းမြို့နယ်မှာလည်းအော်တိုဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖိုကုန်းအိုင်တာနန်းနန်းနဲ့ကျင်းကျေးရွာတွေကလူငယ်9ဦးကိုအကြမ်းဖက်စစ်တပ်ကစစ်ဗရန်တတားတဲ့အဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြီး ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုမသိရဘူးလို့ Voice of Wandering ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ဒရင်သာရီမြို့နယ်နဲ့ဒဝဲမြို့နယ်တွေမှာအချက်ဖက်စစ်တပ်ကလေးနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူအယောက်400ဝန်းကျင်ဟာထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်နေရပြီးထိုင်းအာဏာပိုင်တွေကဗာစစ်ရှောင်တွေကိုအကူအညီပေးမှုတွေလှုပ်ဆောင်ပေးခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါကတော့ဒီကနေ့အောက်တိုဘာလ10ရက်နေ့မနက်ပိုင်းမှာပဲအချက်ဖက်စစ်တပ်က ဒင်းသာရီမြို့နယ်မှာရှိတဲ့တကူကျေးရွာနဲ့ဒဝဲမြို့နယ်ကထိခိကျေးရွာတွေကိုလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်အရသာပြည်သူစေဦးထက်မနဲ့ဒဏ်ရာတွေရထားပြီးကျေးရွာနေပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗိတ်ဒဝဲခရိုင်ကလည်းထုတ်ပြန်ထားပါသေးတယ်။လက်ရှိမှာတော့အဲ့လိုအချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်စစ်ရှောင်ပြည်သူအယောက်၄၀၀ဝန်းကျင်ဟာထိုင်းမြန်မာနယ်စပ်အထိထွက်ပြေးတိမ်းရှောင်နေရပြီး အဲ့လိုဆစ်ရှောင်းလာတဲ့ပြည်သူတွေကိုထိုင်းအာဏာပိုင်တွေကပါအကူအညီပေးမှုတွေလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ